ဂျာမီမှာတော့နှစ်တစ်ခုတချံကိုကြားရတော့မှာဖြစ်ပါတယ်။တော်လိုင်းကြီးရဲဘော်တွေရောတော်လိုင်းကြီးနဲ့ပောင်ဝင်ပတ်တန်နေတဲ့သူမှန်သမျှဟာတချံပွဲတော်တွေကိုမနှွဲခဲ့တာဟာအခုဆိုရင်တော့ဒီနှစ်တိုင်းရှိခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းတချံပွဲတော်တွေနီးတိုင်းမှာမြမရဲ့လေထုံနှံအရတန်ချက်တွေထိုးတဲ့အခါမှာတော့အဲ့ဒီကမှထင်ရှားခဲ့တဲ့တန်ချက်တခုကိုပြန်လဲပေါ်ပြပြလိုက်ပါတယ်။အဲ့တန်ချက်ကိုကူးဆောင်ပြီးလုပ်နေတဲ့သူကတော့လူလဲဆိုတာကတော့အလုံးပြရှိမှာပါလေ God ော်လှန်ရေးရလာတယ်ပါတရားမှုတွေကအကြီးတန်းမှတရားထွက်တော်လည်းကြမယ်တပြေပတ်ဟာအောင်မန်းဆိုရင်ပတောက်ပွင့်ဟာတစ္ဆာတရားပဲတစ္ဆာတရားထွက်တိုက်ပွဲဝင်အောင်မွေးစင်မှာပြည်သူတွေပဲပန်ဝင်ကက်ကိုကောင်းမှပန်တော့ပြည်စီဒီဟာလက်တီးဆုံးပေါ့ပြည့်ပြည့်သေးတဲ့တော်လှန်ရေးပြည်သူအားတွေမွေးကြမွေးကြပြည်သူဓာတ်တွေသွေးကြသွေး ဟုတ်ဖယားခင်မှာလူဖြစ်ခဲ့ရင်ဟာနာဖြစ်အောင်ကြိုးစားပါမယ်အမောင်ခင်မှာလူဖြစ်လာတော့အာနာရှင်ကိုတော်လန့်နေတယ်ဖယားခင်မှာလူဖြစ်ခဲ့ရင်ဟာနာဖြစ်အောင်ကြိုးစားပါမယ်အမောင်ခင်မှာလူဖြစ်လာတော့အာနာရှင်ကိုတော်လန့်နေတယ်တော့ပြည်သူတွေစုပေါင်းအားနဲ့အာနာရှင်ကိုယူအောင်ထောက်ချအာနာရှင်ကိုနူးအောင်ပြောက်ချတော်လန့်ရေးရရှာစဝင်တို့သွေးတွေနဲ့ကပီးတင်မယ်အလန်တိုင်းနဲ့လွင်ကြထူကြတော်လန့်တဲ့နေကြီးကြကြော်ကြ နေတယ်လူငယ်တွေမှာအိမ်မက်ရှိတယ်လူငယ်တွေမှာအနာဂတ်ရှိတယ်အကြောင်းတွေနဲ့ဟန်တာမရဘူးစစ်ဘက်တွေနဲ့ရက်တက်မရဘူးလူငယ်ဆိုတာဘီလီယံထိုးတယ်လူငယ်ဆိုတာဘီလီယံထိုးတယ်တက်တူးထိုးတယ်လူငယ်ဆိုတာဘီလီယံထိုးတယ်တက်တူးထိုးတယ်နိုင်ငံကိုလည်းလက်သီးနဲ့ထိုးတယ်ထိုးတယ်လက်သီးသိစီချပလက်ညီညွတ် ြည်သူတွေကစက်တိုက်ပါပဲလူငယ်တွေကစက်ပိုက်ပါပဲ၆မကြောက်တို့သွေးတော့ရှောက်ဆက်ရှောက်ရဲရဲတော့၆မကြောက်တို့သွေးတော့ရှောက်ဆက်ရှောက်ရဲရဲတော့ CDM CDM စက်ကောင်စီကိုပက်လက်လာအချိန်ကိုတီးတဲ့ CDM အချိန်ကိုတီးတဲ့ CDM ဒီအချိန်မှာတာဝန်မရှိဓမ္မအဓမ္မနှစ်ခုပဲရှိတယ်ပြည်သူလာသာယူထားပြီးတော့ပြည်သူ မွေပြည်သူတွေ့တယ်ပြည်သူမျက်နှာထောက်ထားကြပါကြံစုံသူတွေအားနာကြပါဖန်စီကန်တွေအားနာကြပါပြုံးမပြတ်နေတာရုံးတက်နေတာပြည်သူသစ္စာလောက်ကောင်များပြည်သူသစ္စာလောက်ကောင်များသစ္စာလောက်ကောင်ဝင်တမ်းများပြည်သူမြေတာစူးပါစေတော့ပြည်သူချိန်စာသင်ပါစေတော့စီရီယံလောက်တဲ့ဝန်ထမ်းတွေဟာဒီတိုင်းဒီတက်သူရဲကောင်းပဲပြည်သူဝန်ထမ်းစစ်စစ်တွေပဲစီရီယံလော င်နှန်းတွေဟာဒီတိုင်းပြည်အတွက်သူရဲကောင်းပဲပြည်သူဝင်တဲ့စစ်စစ်တွေပဲရှုံးမတဖဲနဲ့ယုံထွက်တာဟာတို့တိုင်းပြည်ကိုကဲတင်တာပဲဒေါနာကက်ကိုကဲတင်တာပဲယုံထွက်သူတွေကိုဂုံပြူကြဆုံးလက်ပြီးချက်အောင်ဆောက်ထားကြပါငါတို့နာကက်ငါတို့ပိုင်တယ်ငါတို့နာကက်ငါတို့ပိုင်တယ် ော်လန်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်လိုက်နေတယ်ပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေ reaction မလို့တော့ပြီးကမှာတော့ယနေ့ match လာ17ရက်နေ့ရဲ့အင်္ဂါနေ့ရဲ့မနက်ပိုင်းဒီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်တရက်တာအတွင်းစစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့တချင်ပြည်နယ်ဗမော်မြို့မှာတော့အသေးများပါတယ်ရေတွက်လို့မရတဲ့အထိပါပဲတနင်္သာရီတိုင်းလောင်းလူမြို့နယ်မှာ10ကောင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာ3ကောင်ပဲခူးတိုင်းအုတ်တွင်းမြို့နယ်မှာ10ကောင်ဒေါ်လန်ရဲဘော်တူကတော့ င်မကောင်းစွာပြင်ကြာဆုံးခဲ့ရပါတယ်။အကိုတိုင်းကျုပ်ပင်ကောင်းမြို့မှာတကောင်း၊အကွေးတိုင်းညောင်မြို့နယ်မှာနှကောင်း၊မုံမီနယ်ရေးမြို့နယ်မှာတကောင်း၊စကိုင်းတိုင်းမုံရမြို့မှာတူလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ကျောင်းသားတော်လိုင်းတက်တော် SRF ကဒူစီတော်ဝင်ကန်တယောက်ဟာမတ်လ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်ကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။ကျောင်းသားတော်လိုင်းတက်တော် SRF ဒေသနှစ်ဒူစီရေးတော်ဝင်ကန်ဖြစ်တဲ့ဗိုလ်ကြီးအောင်မင်းသူခေါ်ရဲဘော်ဂျူမင်းဟာပြီးခဲ့တဲ့မတ်လ9ရက် ပူကုန်းရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာကြာဆုံးခဲ့တာဖြစ်တယ်လို့ SRF ကထုတ်ပြန်လိုက်ပါတယ်။အိန္ဒိကမင်းကြီးမျိုးပေါ်ကနေမူကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့စကားစစ်ကြောင်းကိုဈာဖြက်တိုက်ခဲ့တဲ့အချိန်မှာသူတို့ဘက်ကကင်းမုံနဲ့ယင်တွေ့ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲဒီမှာရဲဘော်ဂျူမင်းကိုရန်သူကြီးနှစ်ချက်ထိပြီးနေရာမှာပဲကြာသွားခဲ့ပါတယ်။ရဲဘော်ဂျူမင်းရဲ့ရဲစွမ်းတက်တိအေးဆက်မှုနဲ့စွန့်လွတ်နေတာခံမှုတွေကိုကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲဘော်တွေအားလုံးသတိရနေမှာပါ။သူ့ရဲ့တောင်းဝင်တွေကိုလည်းစစ်အာဏာရှင်မိပြတ်တဲ့အထိကြံ့နေရဲဘော်တွေကဆက်ပြီးတောင်းဝင်ယူဆောင်ရွက်တော့မှဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်သတင်းတွေမှာတော့ရွေဦးတော်လိုင်းရင်လှူရှာမှုမှာပေါ်ဝင်ခဲ့တဲ့ LGBT တာရေးဆရာမစောဟန်ရွေဦးဟာတိုင်းနိုင်ငံမဲဆောက်မြို့မဲတော်စေကမှာစေကူတာမှုခံရင်းနဲ့ပဲပွဲလွန်သွားခဲ့တယ်လို့သိရှိရပါတယ်ပွဲလွန်ချိန်မှာတော့အသက်28နှစ်သာရှိသေးတဲ့စောဟန်ရွေဦးဟာတိုင်းနိုင်ငံချင်းမိုင်မြို့နဲ့မဲဆောက်မြို့တွေမှာစေကူတာမှုငါးလကျော်ခံယူပြီးနောက်ပွဲလွန်သွားခဲ့တာဖြစ်ပါတယ် ဒေါ်လာရင်းတိုင်းကမှစောလို့လူတီမြတဲ့စောဟန်နေဦးဟာစစ်တပ်အာဏာသိမ်းပြီးတော့2021ခုနှစ်စက်တင်ဘာလကလူမှုကွန်ရက်မှာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့ post တွေရေးသားမှုပြင် PDF တွေကိုထောက်ပံ့မှုလို့နဲ့ဆွဆွတ်ခံရပြီးမန္တလေးမြို့ရှိနေအိမ်တွင်စစ်ကောင်စီဝင်ရောက်ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတဲ့ပုံမှန်905ကနဲ့ စ်ကောင်စီတပ်ဖမ်းဆီးထောင်ချတာကိုခံခဲ့ရတဲ့စောဟန်တွေဦးဟာ2021အောက်တိုဘာမှာလူငင်းချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်လွတ်မြောက်နေပြည်တော်တွင်ဝင်ရောက်ကလက်နက်ကင်ပြန်လည်တော်လှန်နေရဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီတပ်ဖမ်းဆီးခံရခြင်းမှာစစ်တော်အတွင်းကြုံခွေ့ခဲ့ရတဲ့လီမိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလည်းသတင်းမီဒီယာတွေမှာထုတ်ဖော်ပြောကြားခဲ့သလိုလူခွင်ရေးတရားမျှတမှုရေး LGBT ရေးတွေကိုတက်တက်ကြွကြွတောင်းဆိုခဲ့ပါသေးတယ်။စောဟန်တွေဦးရဲ့စာပနာကိုတော့တိုင်းနိုင်ငံမဲဆောင်မြို့မှာရှိတဲ့တုတ်တန်တစ်ခုမှာပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒီသတင်းတွေမှာတော့ကရင်ပြည်နယ်ကြုံတိုးမြို့မှာ ချမ်ပတ်စစ်ကောင်စီဝင်ကြီးတွေနဲ့စစ်တပ်ရာရှိတွေတက်ရောက်လာတဲ့တိုင်းတရားသစ်ဖွင့်ပွဲခန်းနာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရမှာတော့စစ်ကောင်စီတရား၃ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်လူမျိုးကြီးတက်တော် MLA ကထုတ်ပြန်လိုက်ပါလေမွန်ပြည်လူမျိုးကြီးတက်တော် MLA ရဲ့ Spring UAV 4G3 ဒရုန်းဖွဲ့ကနေပြီးတော့ဒရုန်းနှစ်စိမ့်နဲ့တိုက်ထိုက်ခဲ့တာဖြစ်ပါတယ်နောက်ထပ်သတင်းမှာတော့ဘကိုးတိုင်းအုံတွင်းမြို့နယ်ရှိချမ်ပတ်စစ်တပ်စစ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်ကောင်စီတရား၅ဦးထဲမှာနေတည်ဆုံးခဲ့ကြောင်းအုံတွင်းမြို့နယ်ပကပကထုတ်ပြန်ထားပါတယ်မတ်လ9ရက်နေ့နက်နက်၄နာရီ30မိနစ်အုံတွင်းမြို့နယ် ရွှေပွဲမြို့နယ်အုတ်တွေးမြို့နယ်ညောင်ချေတော့မြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းဘေးကြောက်တိုင်ကြီးရွာရှိအချမ်းဘတ်စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနေမည်နှင့် UR 23တပ်ဖွဲ့များဖြစ်သောတရင်3932နှစ်နဲ့အုတ်တွင်းမြို့နယ်ပကဖရဲဘော်များကဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခတ်မှုအတွင်းအချမ်းဘတ်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးလက်နက်ငယ်6လက်နဲ့ကြီးစံများတင်းစီရရှိကြောင်းနဲ့ထိုတိုက်ပွဲတွင်အုတ်တွင်းမြို့မှပကဖရဲဘော်1ချိုင်းသည်စစ်အာဏာရှင်မြစ်ပြတ် ရှီမုံရင်နဲ့ဖက်ထရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက်တိုက်ပွဲဝင်မြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ စကိုင်းတိုင်းရေဦးမြို့ပေါ်မှာကင်းမုံဝင့်နေတဲ့ကျမ်းဘတ်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျတိုက်ခတ်ခဲ့ရမှာတော့စစ်တပ်ဘက်မှထိခိုက်မှုတွေရှိကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ရင်းကြိုက်ခတ်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိနိုင်တယ်လို့ရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတော်လိုင်းတပ်ဖွဲ့များကအထူးအကင်မရှိပြန်လည်ဆုတ်ခွာနေကြောင်းသိရပါတယ်။စစ်ကွေးတွေထိခိုက်မှုရှိနိုင်ပါတယ်။ရေအတွက်တော့အတည်မပြုနိုင်သေးပါဘူး။ကျွန်တော်တို့တော်လိုင်းရေဘော်တွေကတော့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတွေကပြောထားတာကိုတွေ့ရှိရပါတယ်။ နောက်ထပ်သတင်းတို့မှာတော့တနင်္သာရီတိုင်းလောင်းလုံမြို့ပေါ်ရှိကျမ်းပတ်စစ်တပ်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာ၃ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သား၁၀ဦးထဲမှနေတေဆုံးကြောင်းလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတော်ကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ရင်းတိုက်ခိုက်မှုတွေကျမ်းပတ်စစ်ကောင်စီတပ်သား၁၀ဦးထဲမှနေတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲတွေကျမ်းပတ်စစ်တပ်ရဲ့နောက်ဖက်ပင်လယ်ပြင်ရှိရေတပ်စစ်သည်မတစ်စီးမှလက်နက်ကြီးများဖြင့်ပစ်ကူပစ်တိုက်ခိုက်ခဲ့ပြီးအဝယ်မြို့ပေါ်ကတ်စတန်ရဲစိတ်ကမ်းမှလည်းလက်နက်ကြီးများဖြင့်ပစ်ကက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ဒူဘာတိုက်ခတ်မှုကိုတော့ဒဝဲခိုင်တပေါင်းစုနဲ့ຫນွေဦးပျောက်ကြားတစ်ဖွဲ့ကျောင်းသားတော်လိုင်းတစ်ဖွဲ့နဲ့ GDD တစ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးမွန်းလဲ၁၂နှစ်ခန့်မှာတော်လိုင်းတစ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်။ဒဝဲခိုင်တပေါင်းစုအနေဖြင့်စစ်ကောင်စီရဲ့ကျန်းဖက်လို့ရများကိုရက်ဆက်ရုံမှမှုများကိုမြန်ဆုံးညီကုန်းချုပ်နိုင်ရန်စူးစမ်းဆောင်ရွက်တော်မူဖြစ်ကြောင်းနဲ့အတိပေးထုတ်ပြန်ထားပါတယ်။ နောက်တသတင်းတော့မှာတော့ဆီယနာရှင်တော်လိုင်းတိုက်ပွဲတွင်ပါဝင်နေတဲ့ချင်းတိုင်းရင်းသားအဆိုတော်ရော်ကီသည်တော်လိုင်းကလာတွင်ချင်းတောင်ပေါ်မှ၎င်း၏နေအိမ်ကိုပထမအကြိမ်ရောက်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်းရှိရပါတယ်။နောက်ဆုံး၅နှစ်မြောက်မှာတော့နေအိမ်ကိုပြန်ရောက်နိုင်ခဲ့ပြီ။ဒီသားသူဆုံဆုံလေးနဲ့နေခဲ့တဲ့အိမ်လေးအမတ်တရပေါင်းများစွာကိုတွင်းနဲ့တိတ်တိတ်လေးအဝငိုခဲ့ရတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဟုရေးသားပြီး၅နှစ်တောင်ဝေးကွာနေတဲ့အိမ်ကိုခဏပြန်ခဲ့ကြောင်းသိပေးထားပါတယ်။အိမ်အနီးရောင်သူ့မိုးပြင်တော်အိမ်ကလေးနဲ့အလွမ်းပြေရိုက်ခွတဲ့ဓာတ်ပုံတွေကိုလည်းရော်ကီကဖော်ပြထားပါတယ်။ရော်ကီသည်နာမည်ကြီးဆိုပြိုင်မှုဖြစ်သည့်မြန်မာအိုင်တော်မှာ စစ်တပ်အာဏာမသိခင်ကဝင်ရောက်ရှေ့မြိုင်ခဲ့ပြီးပြည်သက်အခိုင်အမာရရှိခဲ့သူတွေဖြစ်ပါတယ်။ကိုဝင်လင်းလင်းပြောဆိုတဲ့ပြီးမြေတဲ့လူလူပြုံးရွှင်နေတတ်တဲ့သူကိုပြည်သက်နဲ့တငငချင်းပေါင်းများကချစ်ခင်ကြပါတယ်။သူနဲ့အတူပေါဝင်ရှေ့မြိုင်ခဲ့တဲ့ချင်းတိုင်းသားဆိုတော့တချို့လဲချင်းလူလူတော်နိုင်ကြီးမှာပေါဝင်နေကြောင်းသိရှိရပါတယ်။ချင်းတော်လိုင်းတများသည့်ချင်းမိနယ်အတွင်းမင်းတက်မတူပြီးမကူရိန်နူးလိုင်လင်းပြီးဝေဘူးလကံပက်လက်ကျင်တွင်းမျိုးတို့ကိုထိန်းချုပ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ထို့ပြင်ပလက်ဝါနဲ့သမီးမျိုးများကိုလည်းအာခတ်တတော်နဲ့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ထို့ပြင်ဖလန်းနယ်ပြည်ထိုင်မြို့ကိုအပိသက်သိမ်းနိုင်ရေးကိုလည်းစီရေးတွေဖော်ဆောင်လျက်ရှိကြောင်းသိရပါတယ်။အဲလူပညာရှင်တွေအများကြီးတွေ့ရပါတယ်။ဥပမာလူပညာရှင်တွေဆိုရင်ဟိုဟိုဗလာဒီဟိုတေးဆောင်တွေတေးဆောင်တွေပေါ့တေးဆောင်ချုပ်မြင်ရဒါပေမဲ့နာမည်ကြီးဟိုတစ်ခေါက်လို့အရင်ခေါက်လို့တော့နာမည်ကျော်အကြီးသားကြီးတော့မတူဘူးဒီတစ်ခေါက်တော့ကြည့်ရတာတော်တော်လေးဟိုဟိုကြည့်ရတာဟိုတခြားအလုပ်ကိစ္စတွေမအားကြတာလားဘာလို့တော့ဒီပေါ့နော်မတူရတချို့အကြီးပိုင်းတွေသိမတွေ့ရအောင်။မအားကြတာမဟုတ်ဘူးအဘုံခွက်ခံမှဆိုလို့ကြောက်လို့မလာကြတာဟာ မဲ့တချို့လူလူတွေပိုင်းလာကြပါတယ်တိတ်ဆောင်လာကြပါတယ်နာမည်တော့တက်ဖို့ကြောတော့ဓာတ်ပုံလေးသချင်းပြပြရတယ်ဆိုတော့လာကြတာဆိုတော့ဘာပဲပြောလူတွေထောင်နဲ့ချီပြီးတော့လာတော့ဂျူကိုကြပါတယ်ဟိုလေးစိတ်မှာလာဂျူကြတယ်အဲ့တော့အားလုံးကဟိုဂျုံကြီးကိုတော့ဘာပဲပြောဒီလိုမျိုးဒီရုရှားဖီလာရုစ်ပေါ့နော်နိုင်ငံသွားရတဲ့ခီးစဉ်ကိုအောင်မြင်စွာအဲလက်မှတ်ထိုးပြီးပြန်လာနိုင်ခဲ့တဲ့ကိစ္စတွေပတ်သက်ပြီးတော့အားလုံးကတော့ကျေးဇူးတင်ကြတယ်ဂုဏ်ပြုကြတယ်ချီးကျူးကြတယ်အာဘိုးဂျုံကြီးတက်ရှိပါစကြမှာပါစီဘာစသဖြင့်ဒါတွေကြွေးကြော်ကြတာတွေရှိတာပေါ့ဒါကတော့ဖြစ်ဖြစ်စင်ပေါ့နော်ဒီလိုလောက်တာကိုတချို့ကလည်းတက်ရှိမှာကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာလို့တော့တွေးရမလဲဆိုတော့ ဟိုပုံမှန်အခြေအနေမှာဆိုရင်တော့ဒါမထူးခြားဘူးနိုင်ငံတကာနိုင်ငံကိုနိုင်ငံတကာနိုင်ငံကောင်းဆောင်ကသွားလဲတယ်ကိုနိုင်ငံမှာစာချုပ်စာတိုင်းချုပ်ချုပ်ပြန်လာတယ်ဘာမှမထူးခြားဘူးပုံမှန်အခြေအနေဆိုဘာမှမထူးခြားဘူးတကယ့်နိုင်ငံတွေလေးလိုပဲဥရောပနိုင်ငံတွေဆိုအဲ့လိုကြိုးကြတာဆိုရင်ခင်ဗျားဟိုခြေတူအောင်ကြိုးနေရမှာဟုတ်လားရှင်းရှင်းလေးပဲဥရောပနိုင်ငံတွေဆိုတော့နိုင်ငံနဲ့နိုင်ငံလို့အာမင်းတို့ဘာကခြေတူအောင်ကြိုးစရာမလိုဘူးလေကွာဘာဖြစ်လို့သူမှသွားလို့ရတာနှစ်နိုင်ငံပဲရှိတာယူရုရှားနဲ့နိုင်ငံကြီးတွေမှာဆိုလို့ရုရှားနဲ့တရုတ်ပဲရှိတာယူမင်းတို့ခြေကျူတူစရာကြိုးစရာမလိုတာသွားကြည့်ပါလားအဲ့ဒါဆိုအင်္ဂလန်တို့အမေရိကန်တို့ဂျပန်တို့သွားကြည့်အောင်လေ ွားနေကြတာပဲခင်ဗျာအခုဇလင်စကီဆိုဘယ်နဲ့လုံးလဲယူကရိန်းဇလင်စကီဆိုတနိုင်ငံပြည်နိုင်ငံပတ်သွားနေတာအခုနောက်ဆုံးဆုံး sorry တော့သွားအောင်ပါဆိုတော့ဆိုတော့ဒီလိုမျိုးတနိုင်ငံပြည်တွေပတ်သွားနေတယ်အဲ့လိုကြိုးကျစားဆိုရင်ခင်ဗျာယူကရိန်းပြည်သူတွေကခြေတော်တော့တူသွားအောင်ပါကျိုးရဲ့အဖွဲ့ကျိုးရေးအဖွဲ့ဆိုတော့ပြောချင်တာကဒီလိုမျိုးဟောပြီးတော့သူတို့သွားကြတာလာကြတာပြောပြီးတော့တချို့ပုံမှန်သွားတဲ့ချင်းတွေကိုတော့သူတို့တချို့ကအဲဘာမှမဟုတ်ဘူးလို့အထင်သေးအောင်တေးသိမ်အောင်မှင်းမင်းအောင်ပြောကြပြီးမယ်လက်ရှိမြန်မာပြည်ရဲ့အခြေအနေနဲ့မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရဲ့အခြေအနေရဲ့မြန်မာနိုင်ငံပေါ်မှာထားတဲ့နိုင်ငံတချို့ရဲ့သဘောထားတွေရဲ့အနေအထားတွေကြားရမှာသူတို့ကြကြထွန်းပေါက်ပြီးတော့ ုလုံနိုင်ခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက်ဒါကြောင့်မလို့အားလုံးကကျေကွာကြတာပြီးမြန်မာနိုင်ငံတောင်ပေါင်းစုံပြောင်းစုံပိတ်ဆို့ထားတာယူကရိန်းဆိုရင်ယူကရိန်းကိုကူညီကြတဲ့နိုင်ငံပေါင်းဘီလီယံဒေါ်လာဘီလီယံယာချီပြီးဝိုင်းကူညီကြပြီးတော့ချက်ချင်းဟောပြကြတယ်ဒါချက်ချင်းပြောရရင်တော့သူတို့ကအကူအညီတွေအထောက်ပံ့တွေကြိုးစိုးတဲ့သူတွေအစင်တဲ့ဟိုဟိုဒုက္ခပြရလို့မရှိဘူးမြန်မာပြည်ကျတော့ဒုက္ခပြမယ်လို့အစင်တဲ့အခုတော့ရှိတယ်လမ်းတစ်လျှောက်ကြီးရခင်လိုတော့လမ်းတစ်လျှောက်မြို့တွေရွာတွေဒီရခင်လိုတော့ စီစီကားတော့မရှိဘူးဗျာတိတ်တိတ်ဆိတ်ဆိတ်တော့ဖြစ်နေတယ်ဒါလွဲ၍ကျန်တဲ့ဒီဟန်တာနှောက်ရချင်းအဲဖောက်ခွဲတိုက်ခိုက်တပ်ဖြတ်ခံခြင်းမရှိဘူး PDF ဒီကိုယ်တိုင်ကလည်းကျွန်တော်တင်တဲ့လမ်းတွေပေါ့အဲ့အဲ့ mention ဆိုတော့သွားမယ်လမ်းတစ်လျှောက်လမ်းတွေပေါ်မှာသူတက်လာနိုင်တာနည်းတယ်ပေါ့ဒါရွှေဆက်တော့နဲ့အနည်းဆုံးနေရာတော့ဒါအနည်းဆုံးဝင်ရမယ်နောက်ဆုံးဘယ်လိုပဲသွားသွားနောက်ဆုံးဝင်ရမယ်လားပတိမောလမ်းတစ်ခုလမ်းမိုက်တစ်နေရာသူတုံးတော့မှာရွှေဆက်တော့ချုပ်ဖို့အတွက်လမ်းမိုက်တစ်နေရာတော့မှာအဲ့လမ်းမိုက်တစ်နေရာတော့ဒါလူတွေကကြောက်ကြရသဘောရှိတယ်ဟောဒီမင်းငယ်ရေတက်ဖွဲ့ရပါလာ3 4 4ရတိကြတန်သူပါကျွန်တော်ယာလူရတက်ကတက်ကြလို့တဲ့ 2006 2009ထဲရထားတာပါနော်ရဲတပ်ဖွဲ့မှာယာရူကိုစစ်ကဲတကယ်ဝယ်ယူရတယ်နော်စကမ်းမှုတွေနေရဝယ်ယူရတယ်နော်ကျွန်တော်ရဲတပ်ဖွဲ့ကလူကိုကြိုက်တယ်လူကိုမကြိုက်ဘူးငူကြိုက်တယ်လူတွေကထက်လူကြီးတွေကနေရာတွေစကမ်းမှုတွေနေရင်းတွေရင်းရင်းတွေနေရာကို ဝင်လဲဝဲပြီးတော့ရောင်းသားကြတယ်နော်ကျတော့ဆိုတက်ကြလုပ်တဲ့16နှစ်ဆက်ချက်လေးရှိပါပြီနော်ယာတူကိုလည်းဝယ်ယူရတယ်ကျတော့ညီမနိုင်ငံရဲတပ်ဖွဲ့မှာအဲ့လိုဖြစ်ပြနေတယ်ဒါမဲ့ဒီလိုသိအောင်လို့ကျတော့တင်ပြရပါကျတော့တိတော့ကနေပြီးတော့ကျတော့ရိုက်ပြီးတော့လူကြီးတွေသိအောင်ကျတော့ပြောပြရပါနော်ကျတော့အောက်ထေငယ်သားတွေမှာဘလောက်ခံလာရလဲဟိုဒဏ်ရီရတယ်နိုင်ငံတော်ပြီးတဲ့နှစ်သိမ့်ထား နော်ကျွန်တော်တို့ကျွန်တော်တို့မှာမိသားစုတွေရှိတယ်ကျွန်တော်ရှားမြောက်ကနေတော့စပွဲဖြစ်လာတယ်ဒီလိုစစ်ဘေးဒုက္ခတွေရှောက်လာရတယ်နော်မိသားစုကွဲပြဲတဲ့ဝေးပြားနေရတယ်ကျွန်တော်ဒုက္ခရောက်တယ်နော်အရာရှိတွေစကမ်းမှုတွေထက်လူကြီးတွေနော်ကျွန်တော်တို့ဘာမှပြန်မကြည့်နေကြပြောကြတယ်နော် ကျွန်တော်ရပိုင်ဝင်လဲဘာမှမရှိဘူးလုပိုင်ဝင်လဲဘာမှမရှိဘူးစိုက်တော့ဒီတစ်ခွက်ရောက်တယ်မြောက်တကွင်းရနေရတယ်အခုတွဲပဲနဲ့ကျွန်တော်တို့တာဝန်ထမ်းတော့နေရတယ်နော်သိအောင်လို့ကျွန်တော်ပြောပြတာပါယာရူပတ်သက်ပြီးဝယ်ယူရတယ်နေရာပတ်သက်ပြီးဝယ်ယူရတယ်ကျွန်တော်ဒီမှာကျွန်တော်အသက်59နှစ်ရှိပြီ။ဟွန်းကျွန်တော်လတသုံးလေးရှိလေးလေးရဲတကြတန်းထူပါ။နော်ကျွန်တော်ဆိုရင်အခု ဒါရခံစားရတယ်ခုနှစ်တင်လဲခုနှစ်ပြီးတော့ဆေးကူရတယ်ကိုယ်တည်းကိုကူရတယ်နော်ကျွန်တော်တို့ဆေးစုပ်တက်တယ်ဆိုလဲတက်ဆိုတော့ကျွန်တော်တို့16ရက်ခါစားဟိုဟာလာကျော်ကျွန်တော်ပြောင်းလာတယ်ကျွန်တော်မှဘာထောက်ထားမှမရှိဘူးအခုချိန်သွားတက်ရတယ်ခံစားကိုခံစားရတယ်နော်အဲ့ဒါကိုသိအောင်လို့ကျွန်တော်တို့ဒီရနေပြီးတော့တင်ပြတာပါ ကဲဒါတော့ရဲခွေးတကောင်ကနေပြီးတော့သူ့ရဲ့ဘွားပြက်နေတာကိုပြောနေရဖြစ်ပါတယ်ဒါကြောင့်မဆမ်းပါဘူးမင်းတို့ကောင်နေမပြောနဲ့အထက်မှာရှိတဲ့ကောင်နေတော့မင်းအောင်နိုင်ဆိုတဲ့ကောင်ကလက်ကြည့်တာမဟုတ်တယ်ယူမင်းတို့ဘာတွေများလောင်ကျွမ်းနေတာလဲကဲမင်းတို့အဲ့ဘွားလူချင်နေဆိုရင်တော့သေးကြပါလေမင်းတို့ PDF တွေပဲချုပ်ပေးပါလိမ့်မယ်ဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တော်လိုင်းရဲ့ရဲဘော်တွေဘလောက်ပဲတန်ရာရရရေတန်းဒီတောင်းသွားကြည့်နေတဲ့နေတာတစ်ခုနဲ့ကဲကိုပဲစိတ်သက်ပြင်းနေတဲ့တော်လိုင်းရဲ့ရဲဘော်တွေအကြောင်းကျွန်တော်မျှဝေပေးထားဖြစ်ပါတယ်ကြည့်ရသေးမျိုးတွေကျွန်တော်တို့ပြောလို့ရပါတယ် ဒီတစ်ခါမှလည်းရှေ့တန်းမှာကြီးကတဲ့ရရခဲ့တဲ့ရဲကိုနောက်ထပ်ဦးနဲ့ထပ်မမစ်ဆက်ပေးချင်ပါလေ။မင်္ဂလာပါ။မင်္ဂလာပါဘူး။ဒီကကျွန်တော်လည်းရုပ်ချက်ဆွဲပါအခုဒီစကောင်းမှာတောင်းထားပါမယ်လေ။ဒီတော်လိုင်းတဲ့ကိုဝင်ရောက်လာတဲ့ခံယူချက်နဲ့ခံစားချက်လေးတစ်ချက်ပြောပြပါဦး။ဟုတ်တော်လန်ရေးရောက်လာတဲ့ခံစားချက်ကခံယူချက်ကတော့ကျွန်တော်တို့ဒီရေကောက်ပွဲပေါ့နော်ပြည်သူတွေအားလုံးလက်ခံလာတဲ့ပြည်သူတွေအားလုံးဆန္ဒပြုလာတဲ့ရေကောက်ပွဲရလဒ်ကိုဒီအာဏာရှင်အစိုးရကမျက်ကွယ်ပြုလိုက်တယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာကျွန်တော်တို့လမ်းပေါ်ထွက်လာခဲ့ကြတယ် ။အောက်မှာသူစန္နာကြခဲ့ကြတယ်ပေါ့နော်။ကျွန်တော်တို့အေဂျင့်စွာစီကန်ရှိပါစနစ်တကျနဲ့စန္နာကြခဲ့ကြတယ်။ဒါလို့သူတို့ကလည်းအာကူနဲ့အချမ်းပတ်ဖြိုခွင်းခဲ့တယ်။အဲအဲ့နောက်ပိုင်းမှာဂျုံတွေးရတာတွေပေါ့။ကျွန်တော်တို့စောင်းသားကောင်းကောင်းတွေဖန်ခံခဲ့ရတာတွေကျွန်တော်တို့ဆက်ပြီးတော့လှုပ်ရှားလို့မရအောင်သူအမျိုးမျိုးလိုက်ပြီးတော့လည်းလည်းအာကူနဲ့ပိတ်ပင်ခဲ့ကြတယ်။အဲဒါကြောင့်ကျွန်တော်တို့တာဖို့တစ်ခါကနေပြီးတော့လက်နက်ကင်ပြန်ဒေါ်လာမှရမယ်ဆိုတဲ့စိတ်ညိုနဲ့ကျွန်တော်တို့ဒီဘက်ကိုရောက်ဖြစ်လာခဲ့တယ်ပေါ့နော်။ โอเค just it นี่ไตควဲတစ်ခုมาบ่เนาะတရားရရပါဘောเนาะအဲ့ဒါကဘယ်ไตควဲมาတရားရလဲပြီးတော့ဘယ်နေရာมาထိတာလဲအဲ့ချက်ပြပြပြဟုတ်ကျွန်တော်တို့ဒီ2024နှစ်စပိုင်းပါเนาะပြီးခဲ့တဲ့ဇန်နဝါရီလောက်ကကျွန်တော်တို့ coding building တက်ွဲစခဲ့ပေါ့အဲ့မှာကျွန်တော်တို့ coding building တက်ွဲတွေကအရေးကြီးတဲ့စကားလုပ်ဖြစ်တယ်ပေါ့ထောင်းစီဒီမှာကျွန်တော်တို့ဝိုင်းခဲ့တယ်အဲစစ်ကြောင်း၃ကြောင်းလောက်ခွဲပြီးကျွန်တော်တို့ SOG ကဝင်တိုက်ခဲ့တယ်ပေါ့အဲ၃ကြောင်းခွဲတဲ့နေရာမှာအဲတခြားဘွဲကအကူတယောက်ကအဲသူယင်ထိတာပေါ့နော် အဲသူ့ကိုဆွဲဖို့ဒီကနေ့ကျဆွဲထုတ်ဖို့တော့ခက်ခဲဖြစ်နေတဲ့အချိန်မှာဟိုကျွန်တော်ဘက်ကနေပြာကူပေးပြရတယ်ပေါ့အာပြာကူပေးနေနေပဲအဲရန်သူဘက်ကလည်းနဲ့ကြည့်ရတယ်နောက်မှနီးသက်တော့မှပြုတ်ကျပြီးတော့ထိပါတယ်ပေါ့အဲထိတာတော့ဒီဘက်ညာဘက်ရင်ုံဘက်ကိုထိရပါတော့ထိတာကသူဒီနောက်ကိုဖောက်မထွက်သွားပဲနဲ့အဆုံနဲ့အယိုးဖြတ်သွားတယ်ပေါ့အဲအဲ့တော့နောက်ကနေပြီးတော့ပြန်ခွဲထုတ်တာခဲ့တာပေါ့အဲ့ဆိုရင်ဟိုဟာဒဏ်ရာရတာဘယ်ဘက်ရင်ုံကတော့အဲ့တော့ ဒီတန်ရာရတဲ့အချိန်မှာဒီလိုခံစားနေရလဲနောက်တမနားနေတဲ့အချိန်မှာဘယ်လိုမျိုးဟိုစိတ်ခံစားမှုကဘယ်လိုရှိလဲအဲ့ဒါချက်ပြောပြပါအဲတန်ရာရတဲ့အချိန်မှာတော့ဟိုပြန်ပြီးတော့ထွေးထူးကြီးတော့မဖြစ်ဘူးဒီညာဘက်တချမ်းလုံးကတော့ကောင်းကောင်းလှုပ်လို့မနိုင်တော့ဘူးနော်အဲကျွန်တော်ကိုယ်တိုင်လည်း၆ဘတ်တန်ရာတော့ပြီးထွက်ရရန်လွန်နေတယ်ပေါ့နော်ဒီဒီမကလည်းတောက်ချောက်ပြီးကြာနေတယ်အချက်စီးကပ်ပြီးထားတယ်ပေါ့ကျွန်တော်စီကပါလာတဲ့ရှေ့တန်းသူနာပြူကချက်စီးကပ်ပြီးထားတယ်အချက်စီးတွေ့နေမှာသူကတောက်ချောက်ထွက်တယ် နောက်ဒီပါဇက်တီကလည်းပြန်ထွက်တာပေါ့အစုပ်ဘူးထိသွားတယ်ဆိုတော့အဲတောက်ကြောက်သွေးတော့နေတော့ကျွန်တော်အားနေတယ်မျိုးလုံးလုံးကဖွင့်လို့မရအဲရေဝတ်တွေကအခက်နဲ့ဒေတာထိုင်ပြီးတော့ကျွန်တော်ကိုပြန်ဆွဲထုတ်လာတယ်ထုတ်လာတဲ့အချိန်မှာလည်းကျွန်တော်ကဟိုမြို့တွင်းတက်ခွဲသွားတိုက်တာဆိုတော့ဟုတ်တိုင်းနေချန်ပီယံတွေကိုချိုးပြီးသွားရတာပေါ့အဲပြန်ဆုတ်တဲ့အခါမှာလည်းကျွန်တော်ထိုင်ပြီးပြန်ဆုတ်လာတဲ့အချိန်မှာလည်းဒီဟုတ်တိုင်းနေကိုချိုးလာတယ်ချန်ပီယံတွေတော့ချောက်ပြရတယ်ကျေလီရေပေါ်ဒီလေအကုန်လုံးတော်တော်များများခက်ခဲကြတော့နော်အဲထက်လာနေကျွန်တော်ထိုင်ပြီးထက်လာနေတန်းလည်းနေပဲစီစံရီတောက်ချောက်ဖြတ် ော်မျိုးလုံးကမခွင့်နိုင်ပြီမှတောက်ချောက်နားကနေကြားတယ်ဘလို့ကျွန်တော်ကိုထမ်းလာလိုက်အဲဂျီတန်လေးဂျန်နဲ့ဂျီလေးပြုတ်ပြိုင်းတောက်နားလိုက်ဝစ်လိုက်အဲအလူမီနီယံပြန်ဆွဲထုတ်လာတယ်ရန်တက်ခဲ့တယ်အဲဒီနောက်တန်းတန်ရောက်လို့ပေါ့နော်ဒီဆေးရုံမှာကုသမှုခံယူပြီးအဲတော်တော်လေးပြန်ပြီးတော့တက်တက်လာတဲ့အချိန်မှာလည်းဆင်ပြေပါတယ်ဆင်ပြေပါတယ်ဆိုတာကဒီကျွန်တော်အရှိမကျွန်တော်ထပ်ပို့ပြီးတော့အများကြီးထိခိုက်တိုက်လူတွေဂျုံလာပြီးပါလေဒီအရှိမပဲကြာပါတယ်တကယ်ချင်းနေရှိတယ်ဒီ ကိုလိုက်ငါဆောဆုံးလိုက်ရတဲ့အပူရှိတယ်။အဲသူတို့နဲ့ဆိုင်ရင်တော့အဲငါဘာမှမပြောပါလောက်ဘူးဆိုတော့ခံစားချက်နဲ့တော့အဆင်ပြေတယ်။နင်အခုဒီဒဏ်ရာရပြီးတော့နားနေချိန်မှာပေါ့နော်။နောက်တန်းမှာဘာလုပ်နေလဲ။အဲနောက်တန်းမှာနားနေတဲ့ချိန်မှာတော့ရောစဲဒီလက်အတွက်လိုအပ်တဲ့လေ့ကျင့်ခန်းလေးတွေပေါ့။ဟိုလည်းပေါ်ပါတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ဖြစ်နေတယ်။အော်ဒီတန်းနဲ့ပတ်သက်တဲ့တာဝန်တွေမှာတော့ဟိုအရန်လေးပင်ဖြစ်တဲ့ဟာမျိုးတွေနောက်တော့ဒီလက်ကရန်ကြီးအခုဒီအဆင်ပြေသေးဘူးလေ ဲတော့အရန်လေးပြင်ဖြစ်တဲ့အားမျိုးတွေတော့တောင်းရင်မထမ်းဆောင်နိုင်သေးဘူးအဲတော့ကျွန်တော်တိတ်တက်မှရှိတဲ့စရင်ပိုင်းလေးပေါ့စရင်ပိုင်းလေးတွေအဲဝေးထွက်တာလိုမျိုးလေးတွေအဲလိုမျိုးတွေမှာလိုက်ပြီးတော့ပူပေါင်းလုပ်ပြီးနေတော့နော်ပြီးတော့ပိုင်ဆက်လုပ်တော့ရှိတယ်ဆက်လုပ်တော့ဘောတော့ဒီဥစ္စာဒီတည်ထားတဲ့တန်ရာလုံးဝဟိုကျွန်တော်ရန်ကြီးတုံးချနိုင်ပြီပေါ့နော်ဒီလက်ဘူတုံးချနိုင်ပြီလို့ရှိရင်တော့ကျွန်တော်ရေပေါ်နေတဲ့အတူပြင်ကိုပြန်တော့ရှိပါတယ်โอเค ီထိခိုက်ဒဏ်ရာရပြီးကိုလက်အင်ကဆုံးရှုံးသွားတဲ့ရဲဘော်တွေနဲ့နောက်ပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကို religious state အနေနဲ့ multi lipid ပေါ့ဟုတ်ကြာဆုံးသွားတဲ့ရဲဘော်တွေအတွက်ဆိုရှင်တော့အာသူကအများအားကျွန်တော်တို့ရှင်ထဲမှာအာတန်ဒီဖြစ်နေရှိနေမှာပါအဲခုံးယူရဲအဲသူနောက်မှကြံခဲ့တဲ့ဒီကြာဆုံးသွားတဲ့ရဲဘော်တွေနောက်မှကြံခဲ့တဲ့မိသားစုဝင်တွေလည်းခုံးယူမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ကိုလက်အင်ကဆုံးရှုံးသွားတဲ့ကိုလက်အင်ကဆုံးရှုံးသွားတဲ့ရဲဘော်တွေအတွက်ကတော့အဲကျွန်တော်တို့နဲ့ဒူရှိနေတယ်ကျွန်တော်တို့သူတို့နဲ့ဒူရှိနေတယ် အဲသူတက်နိုင်တဲ့ဘက်ကနေအများကြီးလုလို့ရသေးတယ်။ကိုလိုက်ရင်ကဆုံးရှုံးသွားရဆိုပေမဲ့သူရဲ့ဒေါ်လန်လိုတဲ့စိတ်တွေကိုဆုံးရှုံးသွားတာမဟုတ်ဘူးကောနော်။ဆက်ပြီးတော့အများကြီးလောက်ကိုကြံသေးတယ်ကျွန်တော်တို့အတူတူဆက်ရှောက်ရမယ်လမ်းမှာ။အဲဒီလူတွေနေရလဲကျွန်တော်တို့ ਨੇ အားလုံးပူးပေါင်းပေါင်းပြီးမဲ့သူတို့ဆိုရှင်ဒီအာနာရှင်ကအများလုံးတို့ကြမှာပါ။ကျွန်တော်ယုံကြည်တယ်အဲ့ဒါ။ဟဲ့အခုဒီညီလေး justice ပြောသားလို့ပဲ ခံရရရဲဘော်တွေစိတ်တမကြပါနဲ့အားမငယ်ပါနဲ့နောက်ပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေလည်းအားမငယ်ဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်အတူတူပူးပေါင်းပြီးတော့ဒီတော်လိုင်းကြီးကိုဆုံးသက်ကြပါ